ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါက်တင်းတင်းပါဟုတ်ပြီအသက်က90ပါဆရာကြီးဟုတ်ပြီဈေးရောက်ပါတယ်တဲ့ရန်ကုန်ကအပြိုကြီးပါတဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ရာသီသွေးအဆင်းများနေလို့ပါတဲ့90တော့ဟုတ်ကဲ့ဆရာကြီးအဲ့တော့ဖြစ်တတ်ပါလေဘာလို့ဒီ40နဲ့55လောက်ထိရတော့သွေးကစားတယ်ခေါ်တယ်ဟုတ်ကဲ့ပါဆရာကြီးသွေးကသွေးစုံကနေပေါ့နော်ဟုတ်ကဲ့ဆရာကြီးနေလိုက်များလိုက် ရှေ့တိုင်းနောက်ဆုတ်လိုက်ရှားသည့်အဖြူတွေဆင်းလိုက်ဒါအမျိုးသမီးနဲ့အမျိုးသားတွေမှာအမျိုးသမီးရဲ့ကျမရဲ့အားနဲ့ကျပေါ့နော်ဆင်းတာတဲ့လာတိုင်းအများကြီးဆင်းနေတာပါတဲ့တနည်းလောက်ရှိနေပါပြီတဲ့အလေးပဲမမဖို့ဟုတ်ကဲ့ဆရာရင်တိတ်ကနော်ဟုတ်ကဲ့ခါကုန်းပြီးတော့ပစ္စည်းကြဆိုခါကုန်းမကောင်းဘူးကုန်းမကောင်းပါဘူးဟုတ်ကဲ့ဆရာဒီနဲ့ထိုင်ကောက်ဟုတ်ကဲ့ပါဆရာရင်အဆက်မစားနဲ့ ဟုတ်ကဲ့ပါဆရာကြီးနော်နော်အဲ့ဒီအတွက်ကောင်းတာကတော့ပုံမှန်လေဟုတ်ကဲ့ဆရာကြီးခွေတော်ရဲ့နဲ့မယ်စီရီလေးကိုဟင်းချိုလေးချက်တော့လိုက်ဟုတ်ကဲ့ပါဆရာကြီးတုတ်တူလိုက်ဟုတ်ကဲ့ပါဆရာကြီးတုတ်စားလိုက်အဲ့လိုစားရင်ကိုဒါတက်တာတော့မှာတယ်နော်လိန်စီလေးလိမ့်မယ်ဆိုရင်လည်းပဲနေ့ဦးတနခါလေးလေးညကြကရမလေးလိမ့်ပြီဟုတ်ကဲ့ပါဆရာကြီးနော်လက်တဖြူတို့တောင်တန်းကြီးတို့တောင်တန်းကြီးတို့လိမ့်ရဘူးနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လေးနဲ့ခစ်ကကုံသွားပြီ ဟုတ်ကဲ့ပါဆရာကြီး။သူသူရဲတာလေးဖတ်ပြမှာနော်ဆရာကြီး။ကောင်းပြီ။အတုံးခဲတွေရောပါပါတယ်တဲ့။အယောင်ဆင်းလဲကောင်းပါတယ်တဲ့။မူးဝေတာလည်းမဖြစ်ပါဘူးတဲ့။ဒါပေမဲ့တဲ့လူကတော့တဲ့ပူတာတဲ့တအားကိုပူပါတယ်တဲ့။ဟုတ်အဲ့ဒါတော့အထဲမှာအပူဓာတ်တွေရှိလို့ပေါ့သူမင်း။ဟုတ်ကဲ့ဆရာကြီး။အဲ့ဒီအပူဓာတ်တွေရှိရဆိုအပူဓာတ်တွေကလူလူတော့ဝင်မလာဘူး။ဟုတ်ကဲ့ပါ။ကိုကိုလေးရောလေ။ဟုတ်ကဲ့ပါဆရာကြီး။ကံပူ။ ုတ်ကဲ့ပါဆရာကြီးစိတ်အပူဟုတ်ကဲ့ပါဆရာကြီးဥရုအပူဟုတ်ကဲ့ပါဆရာကြီးအဟာရအပူဟုတ်ကဲ့ပါဆရာကြီးရုပ်ကိုထောက်ရတာကံစိတ်ဥရုအဟာရမလားဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ကံအပူစိတ်အပူဥရုအပူဆိုတော့ဝိဇာသောအကြောင်းပေါ့နိဇာသောအကြောင်းပဲဘာကအနိဇာသောအကြောင်းလဲအဟာရအပူအစာအဟာရနိဇာသောအကြောင်းဟုတ်ကဲ့ပါဆရာကြီးအဲ့တော့နိဇာသောအကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအပူစားရရှောင်းတာပေါ့ဟုတ်ကဲ့ပါဆရာကြီးဆရာတိတ်ရင်းနေလိုက်ပြောတော့မပြောရနော်ငရုတ်စုံနဲ့ငရုတ်ကျူးရေစိတ်ပြီးတိတ်ထားလိုက်တော့ဟုတ်ကဲ့ပါဆရာကြီး နော်ငရွဆိုတဲ့ငရွကျွေးအိမ်မှာအလုပ်လုပ်ရဆုံးမလားဟုတ်ကဲ့ပါဆရာဟဲ့မြမအဲ့လိုအစားများကြတယ်လေဟုတ်ကဲ့ဆရာနော်ဒီဥစားနဲ့အိန္ဒိယအစားနှစ်ခုဆိုရင်မြန်မာတွေကဘယ်အစားပိုကြိုက်လဲတရအိန္ဒိယအစားပိုကြိုက်ဟုတ်ပိုကြိုက်တယ်ဟုတ်ကဲ့ဆရာဘာလို့ဆရာမကူလမ်းမှစီကန်ထိုင်မှုတယ်ဟုတ်ကဲ့ပါဆရာဟူကြရမြူရလက်မတော်က တူတက်မှာဆေးရထိုင်မှုတယ်နော်ဆရာကိုလာပြီးတော့ဧကံလဲပေါ့နော်မကူလန်းဆိုရင်အမြဲတမ်းအဆက်ပါတယ်ဟုတ်ကဲ့ဆရာမတောင်းလဲပါတယ်တောင်းလဲပါတယ်နော်တူတန်းကြတော့ခေါက်ဆွဲကြော်ဝယ်တယ်ဟုတ်ကဲ့ခေါက်ဆွဲကြော်ဆက်ဆက်လေးပြပပြရဝယ်လို့ရလားမရဘူးဆရာစီကျဲဝယ်မယ်စီကျဆက်ဆက်လေးတဝေးပြပါဗျာရမှာမရဘူးဆရာ။တော့အဲဒီကျိုးစက်မှာအစားသွားစားလို့ရှိရင်မျိုးစီတော်တော်ပြပါဗျာတောင်းလို့ရလား။ မရဘူးမရှိဘူးအဲ့ဒါကွာတာပဲဟုတ်ကဲ့ပါဆရာအဲ့ဒီမှာဆရာတို့ကဘာလဲဘရူနက်ပို့တူတဲ့အစားကြတော့အိန္ဒိယနဲ့တူလားအိန္ဒိယနဲ့တူလားအိန္ဒိယနဲ့တူတယ်ဆရာဟုတ်ပါဒါပဲတဘာဝလေးကြာပါလေဟုတ်ကဲ့ပါတွေးရခွေးမှာဆရာတို့ကနေ့အကြိုက်တွေ့ရတာကိုဟုတ်ကဲ့ပါဆရာကျွန်တော်တို့အဲ့မြို့ကြောင်တွေကိုပြင်ရမယ်ဟုတ်ကဲ့မြို့ကြောင်တွေစီကမ်းလို့မြင်ပြီးတော့အဲ့ငရုတ်ဆုံနေငရုတ်ကျွေးတွေကိုတင်ထားရင်ပူတော်ကောင်းမယ်နော်ဟုတ်ကဲ့ပါဆရာ ဘူးလားတော့ခုနကပြောသလိုဆရာကြီးလိမ့်စေအနေနဲ့တော့နေ့တနက်ကလိမ့်စေရတော့တမီးပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအကောင်းဆုံးတော့နေ့တနက်ခါညကရမဲ့ပေါ့တမီးရဲ့ဟုတ်ကဲ့ပါဆရာကြီးဘယ်လိုမှမမားနိုင်တဲ့နေ့ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးနေ့တနက်ခါတော့နှစ်ကြိမ်သုံးဖို့သုံးကြိမ်လောက်လိမ့်ပေါ့ဟုတ်ညကရမဲ့ကတော့တစ်ကြိမ်ပါပဲဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့တနက်ခါပဲလိမ့်နေကရမဲ့ပဲလိမ့်ရင်လိမ့်ပြီးရင်တကောတကောရက်ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲစာဝအနာကင်ပြရာရှင်ကြပါစီဗျာ